မြန်မာနိုင်ငံတက်တော့နေမြန်မာနိုင်ငံမှာစစ်မှုထမ်းသိနေတယ်လို့ကျွန်တော်ယူခံယူတယ်အဲ့ကြောင့်ကျွန်တော်ဝင်လာခဲ့တာခုပထမဆုံးအတွေ့အကြုံဆိုတော့နည်းနည်းတော့ကြောက်တော့ပါအစားတော့နည်းနည်းတော့ကြောက်တော့ပါနောက်ပိုင်းကျတော့အဆင်ပြေရောမှာပါပထမဆုံးအတွေ့အကြုံဆိုတော့ရေထဲမှာနည်းနည်းတော့စိုးထိတ်မိတာအခုနောက်ပိုင်းကတော့အဆင်ပြေအောင်အဆင်ပြေပြင်းနဲ့အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားမှာပါ ျွန်တော်ပြည်သူစစ်မှုထမ်းကိုတာဝန်ကျေစွာနှစ်နှစ်ထမ်းဆောင်ပြီးသွားတဲ့အခါပြင်လောကရောက်တဲ့ခါကျရင်ကျွန်တော်ဒီနိုင်ငံအတွက်ပေါ့နော်အများကြီးမဟုတ်ရင်တော့ round တနေရာနေကိုလုံးမဲ့ဒီအလုပ်ငန်းကိုပို့ပြီးတော့ရဲရဲရင်းရင်းနဲ့ယောက်ျားပြည်သားစွာနဲ့လုံနိုင်မယ်လို့ကိုကိုယုံတယ်ပြီးရင်ကျွန်တော်ကောင်မလေးယုံကြည်အောင်လဲကျွန်တော်အလုပ်ကိုရှေ့ရနေပြီးတော့ဥဥဆောင်ဆောင်နဲ့လုံနိုင်မယ်လို့ကိုကိုလည်းယုံကြည်ပါတယ်

နိုင်ငံသီးသီးမှာပြည်စစ်မှုစစ်မှုထမ်းဆိုတာရှိနေတို့ကြောင့်မို့နောက်တစ်ယောက်အနေနဲ့မြန်မာနိုင်ငံသားတောက်နေမြန်မာနိုင်ငံမှာစစ်မှုထမ်းတင်တယ်လို့ကျွန်တော်ယူခံယူတယ်အဲကြောင့်တော့ဝင်လာခဲ့တာနိုင်ငံသားတယောက်တွင်စစ်မှုထမ်းတင်တယ်ကျွန်တော်ဝင်လာခဲ့တာအခုစစ်မှုထမ်းတဲ့အပေါ်မှာမိသားစုကဘယ်လိုမျိုးအားပေးထောက်ခံမှုတွေလုပ်ကြတယ်ဟုတ်ကဲ့ကောင်းပါလေမိသားစုကလည်းဘာမှဟိုဟာထွေထွေတော့မရှိပါဘူးစစ်မှုထမ်းတဲ့လက်ခံတဲ့သူတို့ကလည်းတိုက်ရဲတဲ့အားပေးအားမြောက်အားပေးပါတယ်ရင်းနဲ့ပို့ပြီးတော့ဘာလို့စိတ်ဓာတ်တွေခိုင်မာလာတဲ့ရင်းနဲ့ပို့ပြီးတော့ ရင်းရင်းလာဆုံးဖြတ်ချက်တွေမှာလည်းပို့ရောက်ခိုင်မှာလားနိုင်ငံသားတယောက်ဖြစ်တဲ့ဖြစ်တဲ့အတွက်တိုင်းပြည်ရဲ့လူမှုပေါ်ပို့ပြီးတော့ရှစ်မျက်နိုးတဲ့စိတ်တွေပို့ပြီးတော့ဝေဖွားလာပါခင်ဗျာနေပြတဲ့အောင်နေလေဒီပြည်သူစစ်မှုတန်းတနန်းသားတွေပေါ့နော်အပတ်စဉ်တက်ကနေခုဆိုပတ်စဉ်73ဖွင့်တဲ့အချိန်ဒီတပတ်စဉ်ဒီတပတ်စဉ်လာပြီးလေးကျင်တင်ကြားလိုက်တနန်းစင်းသွားလိုက်အဲ့ပေါ်မှာဗိုလ်လေးတို့အနေနဲ့လေးကျင်တင်ကြားပေးတဲ့သင်္ကန်းစာတွေနဲ့အဲ့လေးတင်ကြားပေးတဲ့သင်္ကန်းစာတွေအပေါ်မှာတို့ရဲ့ကြိုးစားအထောက်မှုလေးတွေကိုလည်းရှင်းပြပေးပါအောင်ဟုတ်ကဲ့တို့ဆိုရင်ကြိုးစားအထောက်မှုဆိုရင် OE စစ်မှုပြည်မှာကျွန်တော်လူရှိရမယ်အခက်ခဲနဲ့ အဲအချင်းမြေမှာကြုံတွေ့ရမယ်လက်နက်ငယ်ပိုင်းကျွန်တော်တို့နေကြွားပိုင်းအဲ့ဒါကျတော့တော်တော်လေးကြိုးစားအထုတ်ပါဆေးရပိုင်းကတော့ကျွန်တော်တို့ဒီနေငယ်တော့ပြင်ပြတာတော့ရှိပါတယ်ကျွန်တော်ကတယောက်ဆက်တင်ချက်ခွင့်ရပြီဆိုရင်ခန်းစားချက်လေးကိုမျှဝေပေးရောဟုတ်ခုပထမဆုံးအတွေ့အကြုံဆိုတော့နည်းနည်းတော့ ကြောက်တော့ပါအစားတော့နည်းတော့ကြောက်တော့ပါနောက်ပိုင်းကျတော့အဆင်ပြေတော့မှာပါရှင်ကုန်ပြီပါတယ်ဘာလို့လဲဆိုတော့ဒီပထမဆုံးအတွေ့အကြုံလေးဖြစ်လို့လေနော်ဒါပေမဲ့တေချာတစ်ခုကတော့ဒီလိုမျိုးပြည်သူစစ်မှုထမ်းရတော့ကိုယ့်ကိုဒီရဲရင်လာမယ်တတိယရှိလာမယ်လို့လည်းခန်းစားရပါတယ်ပထမဆုံးအတွေ့အကြုံဆိုတော့ရေထဲမှာနည်းနည်းတော့စိုးထိတ်မိတာအခုနောက်ပိုင်းကတော့အဆင်ပြေအောင်အဆင်ပြေပြေနဲ့အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားမှာပါပြင်ပွားနဲ့ဒီစစ်မှုထမ်းပွားတော့တော်တော်လေးကိုဒါဘယ်လိုကြွားချပါတယ်အဲ့တော့ဒီအပြင်ဘွားမှာကျွန်တော်တို့ရဲ့ဒီလူနေမှုပုံစံကျွန်တော်တို့ဒီ အဲ့ချိန်တန်းကိုပေါ့ကိုအဲ့ချိန်ဝင်အိမ်မယ်စားချိန်ကိုပေါ့စားမယ်ဒီစစ်မှုတန်းဒီစစ်တင်တန်းကာလမှာကြတော့ဒီအရာတစ်ခုတိုင်းမှာသူ့ရဲ့အချိန်ကန်တဲ့တခုရှိရဲ့အဲ့အတွက်ကိုဘယ်လို့ပဲလို့လို့ဟိုအချိန်နဲ့တပြင်းကြီးလောက်တက်လာမလို့ခံစားရတယ်ပေါ့နော်ကျွန်တော်ပြည်သူစစ်မှုတန်းကိုတာဝန်ကြီးစွာနှစ်နှစ်ထမ်းဆောင်ပြီးသွားတဲ့အခါပြင်လောကရောက်တဲ့ခါကျရင်ကျွန်တော်ဒီနိုင်ငံအတွက်ပေါ့နော်အများကြီးမဟုတ်ရင်တော့ round တနေရာနေကိုလုံးမဲ့ဒီအလုပ်ငန်းကိုပို့ပြီးတော့ရရရင်းရင်းနဲ့ယောက်ျားပြည်သားစွာနဲ့လုံနိုင်မလို့ကိုကိုယုံတယ်ပြီးရင်ကျွန်တော်ကောင်မလေးယုံကြည်အောင်လဲကျွန်တော်အလုပ်ကိုရှေ့ရနေပြီးတော့ဥဥဆောင်ဆောင်နဲ့လုံနိုင်မလို့ကိုကိုလည်းယုံကြည်ပါတယ်ဟဲ့ ဒီပြည်သူ့စမှုတန်းအမှတ်စဉ်ပေါ့နော်တက်ကနေပြီး73တိတင်ကြားလေ့ကျင့်ပေးခဲ့ရတယ်နီးပြတယောက်ရဲ့အတွေ့အကြုံတွေကိုလည်းမျှဝေပေးပါအောင်ဟိုနီးပြတယောက်ရဲ့အတွေ့အကြုံကတော့တင်နန်းသားတွေအခုကျွန်တော်အပတ်စဉ်တက်ကနေမှာ73တိရောက်လာပြီပေါ့အမေတင်နန်းသားတွေကသူတို့ရက်သားဘဝအနေမှာစားပြီးရောက်လာတဲ့အချိန်မှာတော့သူတို့လည်းဟိုဝေဝါးဝါပေါ့ဒါမဲ့တင်နန်းဘက်လေးရလာတာလည်းမျှဟိုတစ်ပတ်နဲ့တစ်ပတ်မတူဘူးပေါ့တိုးတက်လာဟိုနီးပြရှာရဲ့တင်ကြမှုလည်းသူတို့အာယုံဆိုင်တယ် ပင်တေချောင်းမှုပိုင်းကိုလည်းသူတို့တွေအာယုံဆိုင်လာတယ်။တက်မြောက်မှုပိုင်းပေါ့။သင်္ကားသာပိုင်းမှာလည်းတက်မြောက်မှုပိုင်းကတပတ်နဲ့တပတ်မတူတက်မြောက်မှုပိုင်းပို့ပို့ပြီးတော့မှမြင့်လာတာပေါ့။ကျန်တဲ့အချိန်လေးမှာလည်းကျွန်တော်တို့ကသင်ကြားပြီးတော့မှအချိန်ရရင်ရသလိုသူတို့ရဲ့အားလက်ချိန်လေးမှာအချိန်ရရသလိုကျွန်တော်ပြန်ပြီးတော့မှဒီသင်္ကားသာတွေကိုပြန်လည်းဆွေးနွေးပေးတယ်၊လေ့ကျင့်ပေးတယ်။ဒါမှသူတို့ရဲ့တက်မြောက်ချိန်ပို့ပြီးတော့တက်မြောက်လာမှာပေါ့။တချို့ကလေးတွေဆိုလို့ရှိရင်ဒီအဖြုတ်တက်တော့မှပဲဟိုစက္ကန့်၆စက္ကန့်ခုနစက္ကန့်လောက်နဲ့လုံနိုင်တဲ့ကလေးဆိုရှိပါ ဖိတ်ခေါ်ပါတယ်တပည့်တွေကိုအဲဒါကြောင့်ကိုကျွန်တော်တောင်းတော်ကြီးလည်းအင်အားရှိလာမယ်ဒါမှတပည့်တွေလည်းတကယ်နိုင်ငံတော်ဝင်ထမ်းဆောင်နိုင်တဲ့စစ်သားကောင်းတွေဖြစ်လာမှာပေါ့တောင်းတော်တွေဝင်လာပြီးတော့မှအခုလိုနှစ်နှစ်တာကာလကိုလာရောက်ထမ်းဆောင်မှုကျွန်တော်တို့ကလည်းကြိုးစားပါတယ်ဖိတ်ခေါ်ပါတယ်ကျွန်တော်ကလည်းနိဗ္ဗာန်ကောင်းတယောက်ပြီးသားစွာအားလုံးကိုတက်မြောက်အောင်တင်ကြပို့ချပေးပါမယ်